Hello guys အားလုံးပဲမင်္ဂလာပါ။ကျွန်မခုတလုံး channel message လေးကိုတက်ကြနေပေါ့နော်။ I don't channel message လေးလုပ်ပေးမယ်။ဒီတစ်ခါ channel message လေးမှာကျတော့စာသားလေးတွေရောဖတ်ပြတော့ပေါ့နော်။တစ်ဖက်လူကကိုယ်လာပြီးရောမှာ သူပြောချင်တဲ့စကားတွေပြောနေတဲ့ပုံစံမျိုးပေါ့နော်။ကျွန်မတော့ရှောက်ပြောသွားပေးမယ်နော်။ကတ်တရကျွန်မဆွဲထားပြီးသားပေါ့နော်။အဲ့တော့ကျွန်မစာပြီးရော ပြောပေးမယ်။ ငါရဲ့ဘဝမှာဖြစ်ပျက်သွားတာတွေကအများကြီးပဲ။ငါမင်းရဲ့ချစ်ကိုစောင့်မျှော်နေပါတယ်။ငါတို့နှစ်ယောက်ကအချိန်ကောင်းနဲ့လွယ်ခဲ့ကြတယ်။ငါတို့အချိန်တွေကစောပြီးတွေ့ခဲ့ကြတယ်။ဒါမှမဟုတ်လို့ရှင်ငါတို့တွေ့ခဲ့တဲ့အချိန်တွေကနောက်ကျခဲ့တယ်။အချင်းနဲ့မင်းကငါမရှိပဲ။ နေနိုင်တယ်လို့ခမမပြောပြလိုက်ရတဲ့စကားလုံးတွေအများကြီးရှိတယ်။ငါတခြားသူတွေကိုတွေ့ကြည့်ရှင်တယ်။ငါမင်းကိုဆိုရှယ်မီဒီယာရော အပြင်မှာပါလိုက်ချောင်းနေတယ်။ငါမင်းကိုလိုအပ်တယ်။ ငါဂရီကူတီပြီးဖို့တော့အခုချိန်မှာဆန်နာမရှိသေးဘူးငါထင်တယ်ငါတို့လမ်းခွဲလိုက်တာ အကောင်ဆုံးဖြစ်မယ်ထင်တယ်မင်းကငါကိုအလိုဆန်နာရှိနေရင်ဆိုတာငါခံစားရတယ်မင်းကပေါ်အလိုဆန်နာရှိနေရင်ဆိုတာငါခံစားရတယ်ငါမင်းကိုလွမ်းနေတယ် ငါတို့စတိခဲ့တဲ့ချိန်တွေကိုပြန်သွားခြင်း ਨੇ မင်းငါနဲ့ပြောခဲ့ရလားဆိုတာငါသိခြင်း ਨੇ ငါနဲ့ပြောပါရဲ့လားမင်းကအရန်လာတယ်တိလားငါမင်းကိုအရန်လွမ်းတယ်မင်းကအောက်သစာဖောက်ခဲ့တယ် ဒါမဲ့မင်းကအဲ့ဒီအတွက်လဲနောင်တရမယ်။ဝမ်းနေနေပဲခံစားရမယ်လို့ငါမထင်ဘူး။ငါမင်းကြောင့်ကိုတွေးမိနေရောမယ်။ဒါတော့တစ်ဖက်လူကပြောချင်တဲ့ channel message လေးဖြစ်ပါတယ်။သူပြောချင်တဲ့စကားလေးတွေကိုကျမကနေတစ်ဆင့်သင်ဦး ူပြောချင်တဲ့စကားလေးတွေကိုကျွန်မအနေတစင်ပြောပြရဖြစ်ပါတယ်။အားလုံးလည်းသဘောကျမဲ့သူမျှော်လင့်ပါတယ်။